ယူကရိန်းရဲ့စမ်းသတ္တဒုံးလက်နက်စွမ်းအားနဲ့ရုရှားလေဆိပ်ကိုတိုက်ခိုက်ခံရမှုကြောင့်ပူတင်ရဲ့အစ္စကန်ဒါဒုံးခွင်းလုံးစနစ်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ဒီစမ်းသတ္တဒုံးကြီးဟာနောက်ဥရောပကလာတဲ့လက်နက်ဖြစ်နိုင်တယ်လို့ရုရှားလူကဆိုပါတယ်။ဒီလိုလက်နက်ကိုယူကရိန်းကရုရှားနဲ့မြေတွင်ပထမအဆုံးအသုံးပြုတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ဒါဟာနောက်ဥရောပမှာစစ်ပွဲတွေပေါဝင်လာပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ ဇွန်9ရက်နေ့ညပိုင်းကရုရှားဘက်မှ drone 480နဲ့ဒုံးကြီး44လုံးနဲ့ယူကရိန်းမြို့တော် Kiev ကိုတိုက်ခိုက်ပြီးနောက်နိုင်ပိုင်းကြားမှာယူကရိန်းဘက်မှရုရှားနိုင်ငံတဲ့ drone နဲ့ဒုံးကြီးတွေတုံးပြီးပြန်တိုက်ခိုက်ပါတယ်။ထူးခြားဖြစ်စဉ်ဖြစ်ရုရှားရဲ့ Bryans လေရင်ကွင်းထဲမှာကြာရောက်ပောက်ွက်တဲ့ဒုံးကြီးဟာလက်နက်စမ်းလက်နက်အသစ်ဖြစ်တယ်လို့သိရပါတယ်။ဒီပစ်ခတ်မှုမှာရုရှားရင်နံကျက်ဆက်ကို Kristof မီးလောင်ပောက်ကွဲပျက်စီးခဲ့တဲ့ Bryans ၄စိတ်တွင်းကြာရောက်တဲ့ဒုံးကြီးဟာ ်ပူတင်အားထရာနျူကလ িয়ার တင်ဆောင်ပစ်ခတ်နိုင်စွမ်းရှိတဲ့အစ်စကန်ဒါဒုံးခွင်းဒုံးစနစ်ကိုပျက်စီးသွားစေခဲ့ပါတယ်ဘရီယန်လေးစိတ်အတွင်းဒုံးကြီးနှလုံးကြောက်ရောက်ပေါက်ကွဲမှုမှာမှုပွင့်ပုံတိမ်လိပ်တိမ်ဆန်နေအတွင်းကောင်းကင်အမြင့်ဆုံးအထိမိကိုလုံးတွေမိတောက်တွေလောင်ကျွမ်းပေါက်ကွဲခဲ့ခြင်းဖြစ်ပါတယ်စစ်ပွဲကာလမှာယူကရိန်းဘက်မှပထမဆုံးသုံးပြတိုက်ခိုက်တဲ့ဒုံးကြီးသည်ဖြစ်ပါတယ်ဒီဒုံးကြီးဟာဂျာမနီထုတ်တာဝေးပြတာရတ်ဒုံးကြီးဖြစ်မယ်လို့ ရုရှားဝါဒဖြန် Telegram Telegram Channel မှာရေးထားပါတယ်ဒီပြစ်ခတ်တိုက်ခိုက်မှုဟာမရိကန်သမ္မတထရဲ့ German Deeply Fridress မှာတို့ရုံးကမှတွေ့ဆုံပြီး24နာရီအတွင်းပြစ်ခတ်ခြင်းဖြစ်ပါတယ်ရုရှားဘက်မှဂျာမနီဟာယူကရိန်းကိုပေးတဲ့ Taurus ဒုံးကြီးကိုဒီလိုမျိုးပြစ်ဖို့အတွက်ပေးခဲ့တာလို့ဆွဆွဲခဲ့ပြီးတတရကပါစစ်ဖြစ်လာမဲ့ရေဟာပိုနှီးစက်လာတာဖြစ်ပါတယ် ဂျာမန်ဆိုရကျင်းသတင်းရင်းမြစ်တွေရထွန်းတဲ့ Frederick Mars တို့တွေ့ဆုံမှုမှာယူကရိန်းကို Taras တုံးကြီးတွေပေးဖို့သဘောတူပေမဲ့လည်းအခုပြစ်ခတ်မှုတွေခွင့်ပြုတဲ့အဆင့်မဟုတ်ဘူးလို့ငြင်းဆိုပါတယ်ယူကရိန်းကသူ့သဘောနဲ့သူပြစ်လိုက်တာလား တော့မသိရပါဘူးဒီ Taras တုံးကြီးကတလုံးကိုတန်ကြေးပေါင်း၈သိန်းလောက်တန်ပါတယ်တနားကြီးကိုမိုင်း600အလိန်လုံးနဲ့သွားနိုင်ပြီးပြစ်မှတ်ကို GPS မှာကွက်တိပြစ်ခတ်နိုင်စွမ်းရှိတယ်လို့ လေကြောင်းရဲ့ကာဝေးစနစ်ကိုကျော်ဖြတ်နိုင်ပါလေမေလကောင်ပိုင်းကပဲ Frederick Marsa Ukraine အားဂျာမနီပြင်ပြင်သစ်ဗြိတိန်နဲ့ American တို့ပေးထားတဲ့မဟာဗျူဟာမြောက်တာဝေးပစ်ဒုံးကြီးတွေရုရှားနိုင်ငံအတွင်းပိုင်းထိအတားအဆီးမရှိဖြစ်ခတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းတီးပြုပြောဆိုခဲ့ရာရုရှားနဲ့နောက်မဟာမိတ်အင်အားစုတွေကြားဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတင်းမာမှုတွေထူးမြင့်တက်ခဲ့ပါတယ်